ားလုံးပဲမင်္ဂလာပါကြိုးစားပြီးတော့သင်ခန်းစာလေးတွေလေးလာနေကြတဲ့မိတ်ဆွေတွေဆိုတော့ဒီစလုံးလေးနှလုံးကို မိတ်ဆွေတို့အတန်းဖတ်ကြည့်ပါအောင် ကျွန်တော်တို့ဘလို့ထွက်ကြမလဲဘအဘက်ဘအဘက်โอเคเนาะဘာလေးခွာသွားလဲဆိုရင်အဓိကကျွန်တော်တို့ အီနဲ့အီနဲ့ short vowel sound ကိုသေးသေးချာချာလေ့ကျင့်ထားရဆိုရင်ဗဇက် ပုံစံလေးကြွားတော့မှာဖြစ်ပါတယ်အဲအဲအစားရှိသဖြင့်ဗဇက်ပုံစံလေးကြွားပြီးတော့အတန်လေးလည်းပြောင်းသွားပါတယ် bent bent okay နော်အဲ့တော့မိတ်ဆွေတို့အီလေးနဲ့အီလေးရဲ့ short vowel sound အတန်လေးကိုပတ်တပ်ပြီးလို့ယူဆပါတယ်ဒါဆိုရင်ကျွန်တော်တို့ letter i ရဲ့ short vowel sound လေးကိုဆက်ပြီးတော့လေ့ကျင့်ကြည့်အောင်။ကဲဒါလေးကတော့သူ့ရဲ့သင်္ကေတလေးဖြစ်ပါတယ်။သင်္ကေတလေးဒီသင်္ကေတလေးကိုမိတ်ဆွေတို့မှတ်မိကြလား။မှတ်မိတာပေါ့။လေးလာနေတဲ့မိတ်ဆွေတွေဆိုမှတ်မိတာပေါ့နော်။အဲပထမအဦးဆုံးကျွန်တော်တို့လက်ထက် a ရဲ့နော်တင်ဂီတာမှာ a ဆိုပြီးတော့ဒါလေးကိုလည်းလေ့ကျင့်ခဲ့ကြတယ်ဒီတင်ဂီတာလေးလည်းပါတာပေါ့အဲ့တော့ဒီတင်ဂီတာလေးရဲ့အတန်ကျွန်တော်တို့ဘယ်လိုထွက်ကြမလဲ အေးအေးအဲ့ဒီအတန်လေးဖြစ်ပါတယ်အေးအဲ့ဒီအတန်လေးဖြစ်ပါတယ်โอเคเนาะဒါဆိုရင်အတန်လေး ਨੇ သင်္ကေတလေးကိုမိတ်ဆွေတို့မှတ်ထားပါဟုတ်ပြီမှတ်ထားပြီဆိုရင်ဒါဆိုရင်ဒီသင်္ကေတလေးဟာဘယ်နေရာမှာအများစုထွက်တယ်လဲ C V C လို့ခေါ်တဲ့ consonant vowel consonant နော်ဒီလိုမျိုးလေး letters လေးတွေသုံးလုံးတွဲပြီးအလဲမှာ i လေးတွေရှိတယ်ပေါ့အဲ့ခါကျရင်အများစုဒီနော်ကျွန်တော်တို့ အများစုအများစုသည်အအတန်လေးထွက်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ကအတန်လေးတွေကိုလေးလာနေတာဖြစ်တဲ့အတွက်ဇကလုံးတွေကိုအများကြီးလိုက်ပြီးတော့မရှာပါနဲ့နော်ရှိရှိဒီမှာလည်းရှိမယ်မရှိလည်းမရှိဘူးအဓိကဇကလုံးတွေတွေ့ရင်အတန်ထွက်တတ်အောင်အခြေခံလေးတွေကနေစပြီးကျွန်တော်တို့ညဝေလေ့ကျင့်ပေးနေတာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့လည်းအတူတူလိုက်ပြီးတော့လေ့ကျင့်ကြည့်ပါဒါဆိုရင်ကျွန်တော်တို့ဒီကင်စင်းတဲ့နေရာက ဒီဒီခါတော့ကျွန်တော်ခြီလေးနဲ့ဈေးချင်းကြည့်မယ်ခြီလေးနဲ့နော်ခြီလေးအတန်လေးနဲ့အဲဒီတင်ဂေတာလေးနဲ့ဒီတင်ဂေတာလေးဆိုတော့ဒါလေးကအိုင်လေးပေါ့ဒါဆိုရင်တခြားသောဒီဘက်ကရှိတဲ့ခင်စင်းတဲ့နေနဲ့တွဲပြီးတော့တလုံးချင်းကျွန်တော်တို့လေ့ကျင့်ကြည့်ပါမယ်ပြီးသွားရင်မိတ်ဆွေတို့ကအချိန်ပေးပြီးတော့ဒီဘက်ကရှိတဲ့ခင်စင်းတဲ့နေအကုန်လုံးတလုံးချင်းစီနဲ့ထပ်ပေါင်းပြီးတော့လေ့ကျင့်ကြည့်ပါဒါဆိုရင်ကျွန်တော်တို့ထွက်ကြည့်မယ်ဆိုရင်ထီရဲ့တန်လေး ဘဖတ်ကြည့်လိုက်တော့ခေဘခေအေဖတ်ကြည့်လိုက်တော့ခေခ Okay ဒါဆိုကျန်တဲ့စလုံးလေးကျွန်တော်တို့အားလုံးပေါင်းပြီးတော့ထွက်ကြည့်လိုက်မယ်နော်ခေဒ Tig, kiss, kid, kiss. ဘာဒန်လေးလေ။အာရဲ short vowel sound တန်လေး၊သင်္ကေတလေးရဒီလိုလေးဖြစ်ပါတယ်။ A it sound အတန်လေးဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့ကဒီဘက်ကကင်စင်တန်လေးတွေတလုံးချင်းစီနဲ့တွဲပြီးတော့အချိန်ပေးပြီးတော့အိမ်မှာလေ့ကျင့်ကြည့်ပါလေ့ကျင့်ခြင်းအဖြစ်ဒါဆိုရင် i လေးရဲ့ short vowel sound အတန်လေးကိုပိုင်နိုင်တော့မှာဖြစ်ပါတယ် okay now ကျွန်တော်တို့ညဝေတဲ့နေရာမှာအတူတူပြန်ပြီးတော့လေ့ကျင့်ကြပါမယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်မြန်မြန်လေ့ကျင့်ကြပါခင်ဗျာ